မင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့မြင်တွေ့နေရတာကတော့ကြီးချာကြီးဥက္ကမောင်ဆိုင်ရဲ့ခန်းစားချက်နဲ့စုပ်ချက်တွေကနေသက်ဝင်လှုပ်ရှားလာတဲ့အမှုပညာလက်ရပကြီးကားတွေပဲဖြစ်ပါလေဆရာကြီးကရေစည်းပကြီးကိုအဓိကထားပြီးရေးဆွဲလေးရှိပေမဲ့တစ်ခါတည်းမှာ acrylic လို့ကြီးစုသူကိုတမျိုးတစ်ပုံခန်းစားမှုပေးနိုင်တဲ့မီဒီယံတွေနဲ့လည်းသူ့ရဲ့အမှုပညာစကူးတွေကို ပုံဖော်လေးရှိပါလေ တွေ့ရတဲ့ပကြီကားတွေမှာထူးခြားချက်တစ်ခုကတော့မြန်မာတို့ရဲ့အသင်းနှလုံးယဉ်ကျေးမှုရဲ့ဖိုးချက်မှာမန္လေးမြို့ရဲ့အထင်ကြီးပြရုပ်တွေဖြစ်တဲ့ဂျုံတော်ညီထွေးထွေးမြို့ရုံနဲ့ကျက်တီမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့ပြတ်သက်တွေကိုတနေရာထဲမှာပဲမတူညီတဲ့ချိန်ခါမတူညီတဲ့ရာသီဥတုအခြေအနေတွေနဲ့ပေါင်းဆက်ပြီးရေးဆွဲထားတဲ့ပကြီကားတွေကိုစူးစီးထားခြင်းပါပဲရှာကြည့်ခုမောင်စံအနေနဲ့ဒီပကြီကားတွေကိုရေးဆွဲနေချိန်မှာသူ့ရဲ့စိတ်ရှင်မှာ ဘလို့ခန်းစားချက်တွေရှက်ဖြာနေမလဲဆိုတာကိုကျွန်တော်တို့မှန်းဆကြည့်နိုင်ပါတယ်။ရည်စည်းရဲ့ကြည်လင်တောက်ပမှု acrylic ရဲ့ခြင်းလင်တောက်ပမှုတွေနဲ့အတူနက်နက်ခင်းရဲ့ကြည်လင်မှုမျက်နှာခင်းရဲ့ငြိမ်သက်မှုမိုးသားတွေအုံဆိုင်နေတဲ့ကောင်းကင်ရဲ့လွမ်းမောဝတ်မြင်ကွင်းဒါမှမဟုတ်တာယာကြည်လင်နေတဲ့နေ့တစ်နေ့ရဲ့အလှတရားတွေကို သူ့ရဲ့ဆုပ်ချက်တိုင်းမှာထည့်သွင်းပြီးပုံဖော်နေမှာပါ။ ုံးရည်ပြင်ပေါ်ကအလင်းရဲ့ကပ်ခုံမှုမြို့ရိုးကြီးရဲ့ခန္ဓာထဲဝါမှုနဲ့တူရှေခိလက်ရပြတ်သက်ကြီးရဲ့တင့်နေထဲဝါမှုဒီအရာအလုံးဟာဆရာကြီးရဲ့စိတ်ငလုံးကိုလှုပ်ခတ်စေခဲ့မှအသေးချပါပဲ။ပကြီးပညာရဲ့ရှူတော်ကနေကြည့်ရင်လည်းဆရာကြီးရဲ့လက်ရတွေဟာအင်တန်စိတ်ဝင်စားဖို့ပုံပါပါလေ။အယောင်သွေးအသုံးလုံးမှဆိုရင်လည်းခံစားကြည့်ပါ။တောက်ပဆူပြည့်တဲ့အပြာရောင်ကောင်းကင်နဲ့ကျုံရင်ညူယိုးရဲ့ မိထွေးတဲ့အရာပြတ်တက်ရဲ့အရာနဲ့မိပြရဲ့အဖြူရောင်တန့်စုံမှုဟာကြည့်ရှုသူကိုကြည်လင်တက်ကြွမှုခညာထဲဝမှုကို ချက်ချင်းခံစားရစေပါလေ။ဆရာကြီးဟာအရောင်တွေရဲ့အပြန်လန်တုံ့ပြန်မှု color harmony and contrast ကိုကျွမ်းကျင်စွာအသုံးပြုပြီးပကြီကတစ်ချက်ချင်းစီရဲ့အဓိကပေးလိုတဲ့ခံစားချက်ကိုပေါ်ပြစေပါလေ။အလင်းမောင်ထားတုံမှာဆိုရင်လည်း နေအောင်ကြီးရဲ့တောက်ပမှုတိမ်တွေကြားကကြားရောက်လာတဲ့လင်းနံတွေရေပြင်ပေါ်မှာရိတ်ထင်မှုတွေကိုတဘာဝကြကြပုံဖော်နိုင်စွာပကြီကားကိုအသက်ဝင်စေပြီးသူသဖြင့်ရေစည်းရဲ့ transparency ဖြစ်မှုနဲ့အလင်းဖောက်နိုင်စွာကိုအပြည့်အဝသုံးချထားတာတွေ့ရမှာပါ composition ပိုင်းမှာလည်းအဓိကဆွဲဆောင်ရနေရာ focal point ဖြစ်တဲ့ပြတ်တဒါမှမဟုတ်မျိုးရိုးရဲ့အစိပ်ပိုင်းတွေကိုထင်ရှားပေါ်လွင်အောင်နေရာချထားဖို့ foreground middle ground background တွေကို အကွာဝေးလိုက်အယောင်အမိန်အသွေးနဲ့ကွာချောင်းအောင်ရေးဆွဲထားပုံနေရပကြီကားကိုအနဲ့ဆိုင်ဆုံးခံစားမှုရရှိစေအောင်ပတ်မိုးပေးပါလေ brush stroke တွေကလည်းပကြီကားရဲ့အငွေ့တက်ကိုဖော်ဆောင်ရမှာအရေးပါတာပါလေတချို့နေရာတွေမှာရေးရင်းနဲ့ဆုပ်ချက်တွေနဲ့အာမံကိုပြသပြီးတချို့နေရာတွေမှာတော့နှူးညံ့ညင်သာတဲ့ဆုပ်ချက်တွေနဲ့ငြိမ်းချမ်းမှုကိုပေါ်ထွက်တာလည်းရှိရမှာပါ ပကြီးပညာရဆိုင်ရာကျွမ်းကျင်မှုတွေနဲ့အတူစိတ်ခံစားချက်တွေထက်သွင်းရေးဆွဲထားတဲ့ပကြီးကားတွေကကြီးစုသူရဲ့စိတ်ခံစားမှုပေါ်မှာလည်းတယောက်မှုအမျိုးမျိုးရှိနိုင်တဲ့အကြောင်းကို နောက်ထပ်ပကြီးကားတွေနဲ့အတူဆက်လက်ကြီးစုခံစားလိုက်ကြရအောင်ပါခင်ဗျာ။ ီပကြီးကားတွေကိုကြည့်ရှုခန်းစားတဲ့ကျွန်တော်တို့အတွက်လည်းအလားတူပါပဲတချို့ပကြီးကားတွေကကျွန်တော်တို့ကိုမန်နေဂျာဝေးမှာလင်းရင်းခိုင်ရင်းအေးချမ်းမှုကိုခန်းစားစေတယ်တချို့ကတော့ညူနင်းနေကြကမြို့ရိုးနဲ့ပြတ်တက်ရဲ့ရုပ်ဝတ်စမ်းချက်တွေအလားတရားကိုတန်းတားနေစေတယ်တောက်ပါတဲ့နေအောင်ကြီးအောက်ကအယောင်ဆုံးလင်းမှုတွေကတော့စိတ်ကိုလန်းဆန်းတက်ကြွစေတယ်လို့ညနေခင်းရဲ့အယောင်မိုင်းမိုင်းတွေကတော့အတိတ်ရဲ့အမှတ်တရတွေကိုပြန်လည်တူးဆွစေနိုင်ပါလေ ပကြီကားတစ်ချက်ချင်းစီဟာကျွန်တော်တို့ကို မတူညီတဲ့ခံစားမှုနဲ့အတွေ့အကြုံတွေကိုပေးစွမ်းနေပါလေ။ကျုံရည်ပြမောကပြတ်တက်ရဲ့ကြည်လင်တဲ့အရေးထင်မှုတွေကစိတ်ကိုငြိမ်းချမ်းချီးမြှုပ်စေတယ်လို့မိုးအောင်တဲ့နေ့ကပကြီကားမှာဆိုရင်တော့ကျိန်တွေရဲ့လေးလံမှုနဲ့အတူအတွေ့တစ်ခုကိုနက်နက်နဲနဲစဉ်းစားမှုစီနိုင်ပါလေ။ညနေခင်းနေဝင်စည်းစားအလောက်ကိုဖော်ပြထားရင်တော့တဏိတာရဲ့ပမ္မမှုတွေကိုပြပြောက်စေပြီးနှွေးထွေးတဲ့ခံစားမှု အတိတ်ကိုပြန်လည်တန်းထားသလိုခံစားမှုမျိုးတွေကို ရရှိစေခဲ့ပါလေ။ပကြီကားတွေကအသေးစိတ်ပိုင်းမှဖြစ်တဲ့သရွက်တက်ခက်ကလေးတွေကျုံးကဂျာပန်လူတွေကလည်းကြိရှိသူကိုသဘာဝတရားနဲ့နှိမ့်ဆက်မှုညင်သာပျော်ပြောင်းမှုစတဲ့ခံစားမှုတွေကိုပေးစွမ်းနိုင်တဲ့ပကြီကားတွေပါ။ ရာဇီးမောင်ဆိုင်ရဲ့ဒီမန်လေးပကြီးကားတွေဟာပကြီးပြကြရဲ့အခြေခံအုတ်မြစ်တွေဖြစ်တယ်။အကြောင်းအလင်းမောင်ဖွဲ့စည်းပုံစုတ်ချက်ဆလာလေးကိုကျွမ်းကျင်စွာပေါင်းဆက်ပြီးတ िश ူသူရဲ့နှလုံးသားထဲအထိစီးဝင်နိုင်တဲ့ခံစားမှုမျိုးမျိုးကိုဖန်ပြီးပေးနိုင်စွမ်းရှိတဲ့အမှုပညာလက်ရာတွေပဲဖြစ်ပါလေခင်ဗျာ။ပကြီးကားတွေကပညာရဲ့ဆိုင်ရာ ပုံဖော်မှုတွေမြတ်တာမဟုတ်ပဲအချိန်နဲ့ရာသီဥတုရဲ့ပြောင်းလဲမှုတွေအောင်ပါမန္တလေးရဲ့အနှစ်သာရဆရာကြီးရဲ့အတွင်းစိတ်ခံစားမှုနဲ့ကြည့်ရှုသူကျွန်တော်တို့ရဲ့နှလုံးသားထဲကတုံ့ပြန်မှုတွေကိုပေါင်းဆက်ပြီးလိုက်တဲ့အမှုပညာတရားတွေပဲဖြစ်တယ်လို့ယုံကြည်ခံစားမိပါတယ်ခင်ဗျာအခုဒီတစ်ပတ်မှာတော့ဆရာကြီးခမောင်ဆန်းရဲ့ကျုံမြို့ရိုးပကြီးကားတွေကိုခံစားပြီးတဲ့နောက်မှာနောက်ပတ်များမှာလည်းတခြားသောပကြီးရှာတွေရဲ့ပကြီးကားတွေကို ကြည့်ရှုခံစားပြီးမှဖြစ်တဲ့ဆိုတဲ့အကြောင်းအသိပေးပါရစေခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။